မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံ တန်းဖက်မေအောင်လိုင်းကတိုင်းမှုများအပါအဝင်စစ်အရာရှိကြီး30နေပါကိုရာထူးနဲ့နေရအပြောင်းလဲများပြုလုပ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖက်စစ်ကောင်းဆောင်မေအောင်လိုင်းကတိုင်းမှုများအပါအဝင်စစ်အရာရှိကြီး30နေပါကိုရာထူးနဲ့နေရအပြောင်းလဲများပြုလုပ်ကြောင်းနေပြည်တော်စစ်ဘက်တရေရင်မြင့်နဲ့စီရင်ဘူကြီးစင်ရောကပြောဆိုပါရယ်။ရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနဲ့စီးပွားရေးလုပ်ငန်းများလုတ်ကင်ပဝင်ပတ်သက်မှုဖြင့်အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှု ဗိုလ်ချုပ်နိုင်စောဦးကိုယာရုမဖေရှားဖန်းစင်းလိုက်ပြီးအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအသေးဖြင့်ဗိုလ်မှုချုပ်ကျော်နိုင်ဦးစစ်တပ်ကတို့ DSC 40ကိုခန့်လိုက်ကြောင်းဗိုလ်မှုချုပ်ကျော်နိုင်ဦးမှာရခိုင်မကွေးအခြေဆိုင်တမ88တမမှုဖြစ်ကြောင်းသိရှိရပါတယ်စစ်တပ်ကတို့ကြောက်ကြီးဗိုလ်မှုချုပ်စိုးမြတ်တို့ DSC 40ကိုမှုအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြင့်ယာရုတို့ပြောင်းရွှေ့လိုက်ကြောင်းကရင်ပြည်နယ်ကော့ဂရိတ်အခြေဆိုင် MS စနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှုဗိုလ်မှုချုပ် ပုံမူကြီးသူရပြားလေး DSA ၄၂ကိုစစ်တပ်ကတော်ကြောက်ကြီးဖြင့်ရာရူတိုပြောင်းရွှေ့ခဲ့ကြောင်းသိရပါသည်ရှင်ပြည်တမစတိအင်းတိုင်းမှာဒုတိယတမမူဘုံမူကြီးမြင်းဟိန်ကိုတမရှိရှိမကွေးရဲ့တမမူဖြစ်လကောမော်လိုက်အခြေဆိုင်အမှတ်30စစ်စင်ရေးကုကဲမှုဌာနချုပ်၏ဌာနချုပ်မူဘုံမူချုပ်အောင်ထေကိုတမရောရှိတမရောနေပညာတက်ကတော်အကြောင်းကြီးဖြစ်လကော ခေါတောင်းစစ်ပြူဟာအခြေချစာဘာခစစ်ပြူဟာမူဘုံမူကြီးဟန်လင်းကိုမော်လိုက်အခြေဆိုင်အမတ်၃၀စစ်စင်ရေးကုကဲမှုဌာနချုပ်ဤဌာနချုပ်မူဖြစ်၎င်းတမ66အေးမဤတမမူဘုံမူချုပ်ကျော်စိုးလင်းကိုတမတော်ဒုနာပြုနှင့်စေဘက်ပညာတက်ကတော်အကြောင်းကြီးဖြစ်၎င်းပြောင်းရွှေ့လိုက်ကြောင်းသိရှိရပါသည်အလားတူအမတ်၁၉စစ်စင်ရေးကုကဲမှုဌာနချုပ်ဤဒုတိယဌာနချုပ်မူဘုံမူချုပ်ကောင်းစော်မြင့်ကိုတမ66တမမူဖြစ်၎င်းအမတ်၂၀စစ်စင်ရေးကုကဲမှုဌာနချုပ်ခမောက်ကြီးဌာနချုပ်မူဘုံမူ ှုချုပ်ဇေယျလင်းကိုဘာထုတက်မတော်ကြီးတိုက်ခိုက်ရေးတနန်းချောင်းဤကျောက်ကြီးဖြစ်၎င်းရာရုကန်ဆရာရုကန်ကျုံယုံမှပုံမှုချုပ်ရဲကောင်ကိုအမတ်20စစ်စင်ရေးကုကဲမှုဌာနချုပ်ခမောက်ကြီးဌာနချုပ်မှုဖြစ်၎င်းအမတ်73စစ်စင်ရေးကုကဲမှုဌာနချုပ်မှစာကခမှုပုံမှုချုပ်မင်းတီဟာကိုဘာထုတက်မတော်ဘိုးတနန်းချောင်းဤကျောက်ကြီးဖြစ်၎င်း တမ89ခွန်ဘကိုရဲ့ဒုတိယတမမှုဘုံမူကြီးရဲဝင်းအောင်ကိုအမှတ်73စစ်စင်ရဲ့ကိုကဲမှုဌာနချုပ်ဤစကားခမှုဖြင့်၎င်းအတိအသေးပြောင်းရွှေ့ခဲ့ကြောင်းသိရှိရပါသည်စစ်တွေအခြေဆိုင်ဒေတာကုကဲမှုစစ်ဌာနချုပ်မှဒါကာဆာမှုဘုံမူချုပ်နေမျိုးအောင်ကိုတက်မရောအုပ်ချုပ်ရေးမှုကြောင့်ပြင်ဦးလီကျောင်းဦးကြီးဖြင့်၎င်းစေဦးစီတက်ကတော်မှကျောင်းဦးကြီးဘုံမူချုပ်ဇော်ထိုက်လက်ကိုစစ်တွေခြေဆိုင်ဒေတာကုကဲမှုစစ်ဌာနချုပ်၏တက္ကသမှုဖြင့်၎င်း အမတ်ဆက်ခွန်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်မှစကားကမှုဘုံမှုချုပ်ကျောဆွာလင်းကိုမော်ဘီဘိုတနန်းချောင်းဤကျောင်းအကြီးပြက်၎င်းတမ55မှာဒုတိယတမမှုဘုံမှုချီမျိုးမြင့်ဦးကိုအမတ်ဆက်ခွန်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်ဤစကားကမှုပြက်၎င်းနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်နီးပြချုပ်မှုဘုံမှုချုပ်ကျောစီဝင်းကိုတမ44ကြိုက်ထူဤတမမှုပြက်၎င်းပြောင်းရွှေ့လိုက်ကြောင်းသိရပါတယ်စေဦးစီတပ်ကတော်မှာဘုံမှုချုပ်ကျောထင်းငင်းကိုအမတ်3တမဟာမိုးကောင်းဤတမမှုပြက်၎င်းစေဦးစီတပ်ကတော်မှာဘုံမှုချီနေ မျိုးကိုအရှိတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မော်လမြိုင်ဒုတိယအတိုင်းမှုအဖြစ်လက်ကောင်းမိုင်းတုံအခြေဆိုင်စစ်ပြူအားခြေချပြူအားမှုပုံမှုချုပ်ကြောထင်ကိုအရှိမြောက်တိုင်းစစ်ဌာနချုပ်လာရှိုး၏ တိုင်းစစ်ဦးစီးချုပ်ဖြစ်၎င်းဘောလကဲအခြေဆိုင်စစ်ပြူအခြေချစကမ်းမှဗျူဟာမူဗိုလ်မှူးချုပ်အောင်စော်လွင်ကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်၏တိုင်းစစ်ဦးစီးချုပ်ဖြစ်၎င်းနိုင်ငံတော်ကာကွယ်တပ်ကတော်မှဗိုလ်မှူးချုပ်အောင်ကိုတွင်ကို၎င်းနေရာများအသီးသီးပြောင်းရွှေ့ထားကြောင်းသိရှိရပါသည်စစ်တိုင်းမူမျိုးဆက်သစ်တွေချထားပါပြီးဘောလကဲစစ်ပြူဟာမူနှင့်ကရင်ခွင်နယ်ကစီးရီအမြဲရလာတဲ့အောင်ရှိတဲ့သူတွေမက်လုံးပေးတာပါရပါခတိုင်းမူကိုဖြုံရင်းနဲ့တပေါင်းနဲ့ပုံထွက်လိုက်တာပါစကခသုံးမူအင်ဒိုတန်မတ်နေရာလဲအသိခန့်နာတွေ့ရ ရပါတယ်စစ်ကြောင်းကအပုပ်တို့တွေနေပြန်ထုတ်လန်းလိုက်တယ်လို့ စစ်ကြောင်းကအပုပ်တော်တွေနေပြန်ထုတ်လန်းလိုက်တယ်လို့ဆိုရမှာပါသူနာပြုတ်ကြောင်းကြီးစိုးညွန့်ကိုပါဖေးလိုက်ပြီးဆိုတော့စတတ်တ35ရေစပြီးအပြင်ထုတ်နေပြီလို့လဲဆိုလို့ရပါတယ်အမိထွက်နေတဲ့စကားခါချောက်မှုတိုင်းမှုမပါသေးတာကိုလည်းတွေ့ရပါတယ်ဆိုတော့နောက်တစ်ပုတ်ရှိုံပဲဗျဒါအပြီးမဟုတ်သေးဘူးအခုကြောင်းအုပ်ဖြစ်နေတဲ့သူတွေနောက်တစ်ကြိမ်တိုင်းမှုသေးကြတယ်ဗျဟုစီရီယံဘူကြီးစင်ရောကပြောဆိုပါတယ်မင်းအောင်လိုက်ကစစ်တပ်နဲ့ဂျမ်းဖို့ပါတီကိုထိန်းချုပ်တာပြီးစစ်တပ်မှစစ်အရာရှိကြီးများကိုလည်းရှာရူတာဝန်များမှအနာပေးကဂျမ်း ဖို့သို့ဆိတ်လိုပြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြင့်ရွေးကောက်ပွဲဝင်ခိုင်းထားကြောင်းစံဖို့ပါတီတရင်ရှင်းမြစ်များထံကသိရှိရပါသည်။ဆက်လက်တင်ဆက်ပေးမည့်တရင်ကြောင်းကတော့တော်လိုင်း၏အဖွဲ့များတိုင်းရင်းသားများအလုံးစုစည်းညီညွတ်မှုဖြင့်အမှန်တရားပေါ်ရည်တင်၍အောင်ပွဲရသည့်အထိဆက်လက်တိုက်ပွဲဝင်သွားရမည်ဟု KIO KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လာတိုက်တွန်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်တော်လိုင်းရေးအဖွဲ့များတိုင်းရင်းသားများအားလုံးစုစည်းညီညွတ်မှုဖြင့်အမှန်တရားပေါ်ရပ်တည်၍အောင်ပွဲရသည့်တွင်ဆင်အနာရှင်ကိုဆက်လက်တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း KIO KIA ဥက္ကဋ္ဌဘိုးချုပ်ကြီးအင်ဘန်လကတိုက်တွန်းပြောဆိုလိုက်ပါရယ်ယနေ့ကျရောက်သည့်65နှစ်မြောက်65နှစ်ပြည့် KIO အထိမ့်မဲ့မိန်ခွန်းတွင် KIO KIA ဥက္ကဋ္ဌဘိုးချုပ်ကြီးအင်ဘန်လကအထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်ကြောင်းကချင်တရင်ရှင်မြစ်ကဥက္ကဋ္ဌဤမိန်ခွန်းကိုမြန်မာဘာသာသို့ပြန်ဆိုရှင်းပြခြင်းဖြစ်ပါရယ် သူပြောတာကအခုချိန်မှာကချင်လူမျိုးတွေရော တိုင်းသားပေါင်းစုံတွန်လက်တွဲပြီးစီစင်းလုံးလုံးညင်ညင်ညွညွနဲ့မှန်ကန်တဲ့ရည်တည်ချက်နဲ့မေတ္တာပြလက်တွဲခေါ်ပြီးတော်လိုင်းရေးကိုလက်တွဲပြီးအောင်ပွဲရသည့်ထိတိုက်ရမယ်အားလုံးအတူတူညင်ညင်ညွညွနဲ့သွားရမယ်အခုဆိုရင်တော်လိုင်းရေးအဖွဲ့တွေအများကြီးရှိတယ်အဲ့ဒါတွေအားလုံးစုစည်းညင်ညွရမယ်နိုင်ငံရေးစီရင်ချိန်ညှိပြီးဆက်လက်တိုက်ပွဲဝင်သွားရမယ်ဆိုတာကိုဥက္ကဋ္ဌကပြောထားတယ်ဟုကချင်တရင်ရှင်မြစ်ကရှင်းပြပါတယ် ထို့အပြင်တိုင်းပြည်ငြိမ်းချမ်းရေးအတွက်စစ်ဆက်ဆွေးနွေးရေးလမ်းကြောင်းကိုတွားရောက်မည်ဖြစ်တော်လဲစစ်တပ်၏ရွေးကောက်ပွဲကြောင့်ရွေးကောက်ပွဲကိုထောက်ခံသူနှင့်ကန့်ကွက်သူအဖွဲ့ကြီးနှစ်ခု꿰သွားပြီးညှိနှိုင်းရေးလမ်းကြောင်းဝေးကွာသွားကပြည်တွင်းစစ်လဲကြားရှိမည်ကိုစိုးရိမ်ကြောင်းဗိုလ်ချုပ်ကြီးအင်ပန်လာကပြောဆိုပါတယ် ဥက္ကဋ္ဌကပြောတဲ့အထဲမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုသူအထူးစိုးရိမ်နေပါတယ်။ဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့ကံကွက်တဲ့အဖွဲ့ဆိုပြီးအဖွဲ့နှစ်ဖွဲ့ကွဲသွားမယ်။အဲ့ဒီအဖွဲ့စည်းနှစ်ခုကလွန်လွင်နဲ့ညှိနှိုင်းဖို့ခက်ခဲသွားမယ်။ပြည်သူရင်းစစ်ကလည်းဒီထက်ပိုပြီးကြာရှည်သွားနိုင်တယ်။အဲ့ဒါကိုလေသူထည့်ပြောတယ်။နောက်ပြီးစစ်တပ်အောက်ကပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုပူးပေါင်းရမယ့်အခြေအနေတွေမှာတတိထားချဖို့လေသူကထည့်ပြောတယ်ဟုကချင်းတရင်ရှင်မြစ်ကဆက်လက်ရှင်းပြပါရတယ်။ KIO KIA ဥက္ကဋ္ဌကဆွန့်လွတ်ပိတ်ဆက်ခဲ့ရသောအသက်သွေးချွေခန္ဓာကိုယ်အစိပ်ပိုင်းနဲ့ဘဝများအလဟတ္တမဖြစ်စေရအတွက်ဒေါ်လာရီကိုအောင်မြင်သည့်ထိဆက်လက်တိုက်ပွဲဝင်လျှောက်လှမ်းရမည်ဟုလည်းဂရီပီပြောဆိုသွားကြောင်းသိရှိရပါသည်။ KIO KIA စတင်ချိန်ကလက်လုံတနက်ဖြန်စတင်ခဲ့တော်လဲယခုအချိန်တွင်ဆက်တနက်ဖြန်တိုက်ပွဲဝင်နေကြောင်းကချင်ဒေါ်လာရီတွင်အားလုံးနှင့်အတူလက်တွဲဆောင်ရွက်ခဲ့ပြီးစီရင်တဲ့နိုင်ငံရေးတွင်မှနောက်ဆုတ်ခြင်းမရှိဘဲရှေ့သို့တိုးနေကြောင်းဖျားသခင်ကိုကျေးဇူးတင်ပြီး KIO KIA အဖွဲ့ဝင်များအားလုံးကိုလည်းကျေးဇူးတင်ကြောင်းဥက္ကဋ္ဌကထည့်သွင်းပြောဆိုသွားကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့လူငယ်များငြိမ်းချမ်းရေးကိုစိတ်ဝင်စားကြဖို့ဒုဗိုလ်ချုပ်ကြီးရှာပြေပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လူငယ်များငင်းချမ်းရေးပေါ်စိတ်ဝင်စားသူကိုတွေ့ရှိရပြီးငင်းချမ်းရေးအတွက်လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်နေသောကြောင့်မျိုးဆက်သည့်လူငယ်များလေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်လိုသည်ဟု SCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရှာပြေကပြောပါရယ်အော်တိုဘာလ24ရက်နေ့ကနေပြည်တော်ရှိ M Gallery Hotel မှာပြုလုပ်ခဲ့တဲ့တနိုင်ငယ်လုံးပြစ်ခတ်တိုက်ခိုက်မှုရက်စရေသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားပြန်လည်သုံးသပ်ခြင်းအစည်းအဝေးတွင ်ထို့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အောက်တိုဘာ15ရက်နေ့မှ18ရက်ထိကျင်းပခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာအလုံယုံဆွေးနွေးပွဲများထည့်သွင်းပြုလုပ်ခဲ့ရာလူငယ်များပါဝင်ခဲ့ပြီးနိုင်ငံရေးစည်းဝါးရေးနှင့် NCA ဆိုင်ရာအကြံပြုချက်စုစုပေါင်း63ချက်ရရှိခဲ့တယ်ဟုလည်းဆိုပါတယ်။ရင်းဆွေးနွေးပွဲမှာရရှိတဲ့အကြံပြုချက်များကိုနောက်အစိုးရသက်လက်ထက်မှာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လိုအပ်သလိုဆက်လက်အကောင့်ထဲပေါ်ပေးကြရန်လည်းပြော ောသွားကြောင်းသိရပါဗျ။